တရုတ်နိုင်ငံကကြောက်စရာအကောင်းဆုံးတရေကြီးများပွဲတော်ပရိသတ်ချင်းများအားလုံးပဲမင်္ဂလာပါဗျာ1300 channel တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့တရုတ်နိုင်ငံမှာကြောက်စရာအကောင်းဆုံးပွဲတော်တစ်ခုဖြစ်တဲ့ Ghost Festival တရေကြီးများပွဲတော်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ရုပ်နိုင်ငံဆိုတာအာရှတိုက်မှာအတူတက်ဆုံးနိုင်ငံဖြစ်သလိုယဉ်ကျေးမှုပေါင်းစုံရောပြန့်နေထိုင်နေနိုင်ငံတစ်ခုလည်းဖြစ်ပါရည်။နေမီရီးယားဆိုရင်ကမ္ဘာအကြီးဆုံးနိုင်ငံ၅နိုင်ငံထဲမှာတစ်ခုအပါအဝင်ဖြစ်ပြီးလူကြီးရဲ့၈ပုံတစ်ပုံခန့်ကတရုတ်လူမျိုးကြီးတွေပဲဖြစ်ပါရည်။တမိုင်းနဲ့ဆင်လာရပြန်ကြည့်မယ်ဆိုရင်ကမ္ဘာရှိကြဆုံးနိုင်ငံဆိုတာကလည်းအာရှတိုက်မှာဆိုရင်တရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံပဲရှိပါရည်။ဒီနိုင်ငံနဲ့နိုင်ငံဟာဆိုရင်အရှေ့တိုင်းယဉ်ကျေးမှုရဲ့ထွန်းကားရာနယ်မြေတစ်ခုဖြစ်ပြီး အာရှတိုက်ကလူမျိုးအများစုဟာဆိုရင်လေတရုတ်နဲ့အိန္ဒိယနိုင်ငံတွေကပဲခွဲထွက်ကြတာပဲဖြစ်ပါလိမ့်။ဒီကနေ့မှာတော့ကျွန်တော်အနေနဲ့တရုတ်ပြည်မှာရှိတဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲတော်တစ်ခုအကြောင်းတင်ဆက်ပေးကြပါမယ်။ဒီပွဲတော်ကို Ghost Festival တရဲကြီးများပွဲတော်လို့ခေါ်ပြီး Hungry Ghost Festival စာလောင်နေတဲ့တရဲကြီးများပွဲတော်လို့လည်းသုံးနှုန်းခေါ်ဝေါ်ကြပါလိမ့်။ Ghost Festival ပွဲတော်ကိုတော့တရုတ်ပြည်မှာရှိတဲ့တာဟိုဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေကကျင်းပကြတာဖြစ်ပါတယ် Ghost Festival လို့ခေါ်တဲ့တရေပွဲတော်ဆိုတာကမ္ဘာပေါ်မှာအထူးအစားဆုံးပွဲတော်တစ်ခုဖြစ်ပြီးဂျပန်ကိုရီးယားနဲ့အရှေ့တိုင်းနိုင်ငံတော်တော်များများမှာကျင်းပလေ့ရှိတဲ့ပွဲတော်တစ်ခုဖြစ်ပါသည်။တရုတ်နိုင်ငံရဲ့တရေကြီးများပွဲတော်ကိုတော့အင်္ဂလိပ်နဲ့ AD 300စုလောက်ကနေစတင်ကျင်းပခဲ့တာဖြစ်ပြီးထူးထူးဆန်းဆန်းဇာတ်လမ်းများစွာလည်းရှိခဲ့ပါသည်။ AD 300စုလောက်တုန်းကမူလီယန်လို့ခေါ်တဲ့တရုတ်လူမျိုးတယောက်ရှိခဲ့ပူပါလိမူလီယန်ဟာသူ့အမေကိုအတော်လေးကိုချစ်တဲ့လူတယောက်ဖြစ်ပြီးရွာလေးတူရွာမှာအတူတူနေထိုင်ခဲ့ပါလိ ။ဒီနေ့မှာတော့မူလီယန်ရဲ့အမိကရုတ်တရက်ကွဲလွန်သွားခဲ့ရပြီးစိတ်မကောင်းခြင်းဝမ်းနည်းပူဆွေးခြင်းတွေနဲ့အတူမူလီယန်ကလူလောကမှာကြံရှိနေခဲ့ပါသည်။မူလီယန်မိနဲ့ပတ်သက်ပြီးတော့ကန့်ဆိုးခြင်းတဲ့အရာတစ်ခုကသူ့အမိလူဘဝတွေကထွက်ခွာသွားပြီးတဲ့နောက်ဝိညာဉ်ဘဝနဲ့ဆင်းရဲဒုက္ခများစွာခံစားခဲ့ရပါသည်။အဲ့ဒီအချိန်မှာတော့မူလီယန်လေးဘုန်းကြီးတွေကိုအကူအညီတောင်းခံပြီးဆင်းရဲဒုက္ခရောက်နေတဲ့မူလီယန်ရဲ့အမေကိုကယ်တင်ဖို့ဒီလန်ရှာဖွေပါတော့တယ် ဒီနေ့မှာတော့မူလီယန်နဲ့ဖုန်းကြီးတချို့ဟာတရေပွားနဲ့မကျွတ်မလွတ်ဖဲဖြစ်နေတဲ့သူ့အမိကိုအစားအစာတွေနဲ့ကူညီပေးခဲ့ပါရီအဲ့ဒီအချိန်မှာတော့ဆင်းရဲဒုက္ခရောက်နေတဲ့မူလီယန်ရဲ့အမိကရဲရွာမှာရှိတဲ့လူသားတွေကိုဒုက္ခမပေးတော့ဘဲဝိညာဉ်ပွားကနေကျွတ်လွတ်သွားတယ်လို့သိရပါရီအဲ့ဒီအချိန်ကနေစတင်လို့တရုတ်လူမျိုးတွေဟာဝိညာဉ်နေနဲ့ပတ်သက်ပြီးအစင်လာတွေကိုယုံကြည်လာကြပြီးဩဂတ်လ15ရက်နေ့ကိုရောက်တဲ့အချိန်တိုင်းမှာတရေကြီးများနေ့ကိုကျင်းပကြတာဖြစ်ပါရီ Ghost Festival နဲ့ပတ်သက်ပြီးတော့နောက်ထပ်ယုံကြည်မှုရှိတဲ့ဘာသာဝင်တမျိုးလေးရှိပါသေးတယ် အဲ့ဒီဘာသာဝင်တွေကိုတော့တာအိုဘာသာဝင်တွေလို့ခေါ်ပြီးသူတို့ဟာ BC 600စုလောက်ခရေကတရုတ်နိုင်ငံမှာပေါ်ပေါက်လာခဲ့တဲ့လူမျိုးတွေဖြစ်ပါသည်တောဘာသာဝင်တွေကလည်းနောက်ဘဝနောက်ခံတာဆိုတဲ့အရာကိုအယုံကြည်ရှိတဲ့သူမျိုးတွေဖြစ်ပြီးဝိညာဉ်ဆိုတာလူတွေချွတ်မှကြွတန်းဝင်တဲ့ပုံကိုယ်တွေဆိုပြီးတတ်ဝင်ယုံကြည်ကြပါသည်ဒီအချက်ကြောင့်ပဲတောဘာသာဝင်တွေကတရေကြီးများအနေကိုဗုဒ္ဓဘာသာဝင်တွေနီးတူပဲစစ်စစ်ကောက်ကကျင်းပါလိရှိကြပါသည် တရုတ်လူမျိုးတွေကပရာလောကသားတွေကိုအစာကျွေးတော့မယ်ဆိုရင်အရင်ဆုံးထမင်းထည့်တဲ့ခွက်၃ခုကိုယူပြီးထမင်းတွေကိုအပြည့်ထည့်ထားလိုက်ကြပါရီနောက်ပြီးတော့ခေါင်းဆွဲတွေကိုပါထပ်ထည့်ပြီးအရင်ဆုံးခြာထားလေးရှိပါရီနောက်ထပ်အစားအစာတစ်ခုကတော့အသားတွေပါတရေဝိညာဉ်ပရာလောကသားတွေဆိုတာအသားကြီးငါးကြီးတွေကိုအလွန်ကြိုက်နေတတ်တာကြောင့်တရေဘွားကနေအရသာရှိရှိသုံးဆောင်နိုင်မှုအတွက်အမဲသားဝတ်သားငါးနဲ့ကြက်သားတွေကိုဖွဲ့ဖွဲ့ရရခြာထားလေးရှိပါရီ တချို့သောဝိညာဉ်တွေဟာအသားငါးတွေမဟုတ်ဘဲဟင်းသီးဟင်းရွက်တွေကိုလည်းစားသုံးကြတာကြောင့်အရွက်ဟင်းတွေကိုလည်းခြားကျွေးလေးရှိကြပါသည်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကအချိုးပွဲပါ။တရရီကလည်းလူတယောက်လိုမျိုးအစားအစာတွေကိုစားသုံးတတ်တာဖြစ်လို့ဆံမုန့်လိုမျိုးအချိုးပွဲတွေလည်းလိုအပ်တယ်လို့သိရပါသည်။ဒီအစားအစာတွေကိုခြားကျွေးပြီးတဲ့အချိန်မှာတော့ Joe's Paper လို့ခေါ်တဲ့စက်ကူစာရွက်တွေအပေါ်မှာမိမိကြိုက်တဲ့တက်ရအစုတောင်းစာတွေကိုရေးပြီးတော့မီးရှို့ပစ်လိုက်ကြပါသည်။ တရုတ်လူမျိုးအများစုကတော့ Joe's Paper လို့ခေါ်တဲ့စာရွက်ပေါ်မှာစီးပွားတက်စီမဲ့ဆူတောင်းနေ။ဂျမားရေကောင်းမှုစီမဲ့ဆူတောင်းနေကိုသာရေးမှတ်ပြီးမီးရှို့လေးရှိကြပါလိမ့်။ဒီလိုလုပ်ငန်းစဉ်တွေကိုအစင်းစင်းလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့အောင်မြင်တဲ့တရေချင်းများပွဲတော်ဟာတနှစ်တာအတွက်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါလိမ့်။တရုတ်လူမျိုးရဲ့အယူဝါဒမှာတော့ August လဆိုတာတရေတွေကန်ဆိုးမှုမှမှုတွေပေါင်းစုံရလားတလားဖြစ်တဲ့အတွက်အိမ်ပြောင်းအိမ်ရွှေ့လောက်တာရေကူးတာစီးပွားရေးအသစ်တစ်ခုကိုစတင်တာဒီလိုမျိုးလုပ်ရက်တွေကိုမလုပ်သင့်ဘူးလို့တရုတ်လူမျိုးရှေးလူကြီးတွေကဆုံးမထားပါဘူး တကယ်လို့အဲ့ဒီလောက်မှာအပြောင်းလဲတစ်ခုခုလုံးမိမယ်ဆိုရင်ကန်ဆုံးမှုတွေတစ်ခုပြီးတစ်ခုကျုံလာနိုင်ပြီးတော့စီးပွားပြတ်တာတွေတောင်ဖြစ်လာနိုင်တယ်လို့သိရပါပြီတကယ်လို့တရားကြီးများပွဲတော်ကိုမကျင်းပဘူးဆိုရင်ရက်ရွာတစ်ခုလုံးမှာရှိတဲ့လူတွေအားလုံးကကျိန်စာတင်ပြီးကန်ဆိုးနိုင်တဲ့အပြင်မကောင်းစွားရည်နောက်ရှမ်းမှုကြောင့်ကံကြမ္မာစုတွေဝင်ရောက်လာတာအလောက်ကန်အကျန်စီတွေမအောင်မြင်တာဂျမ်းမာအင်ဂျန်ဖျင်းလာတာဒီလိုမျိုးဖြစ်စိုးတွေနဲ့တလဲပြီးတလဲကြုံတွေ့လာရမှာဖြစ်ပါသေးတယ် ဒါကြောင့်တရုတ်ပြည်မှာအကြီးမားရှိတဲ့တရုတ်လူမျိုးတွေကဩဂတ်စ်လရောက်တိုင်းမှာ Ghost Festival လို့ခေါ်တဲ့တရေတွေကိုအစာကျွေးတဲ့ပွဲတော်ကိုစီစီကားကားကျင်းပကြတာပဲဖြစ်ပါရီ။နောက်ထပ်လေဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီ။အစောနေ့ကြီးရှုပြီးတဲ့ပရိသတ်တရောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါရီခင်ဗျာ။